လက်ဥပါရလည်းမဟုတ်ဘူးနေတိုင်းဖင်ရပေးခဲ့တဲ့ကောင်မပုံအော်ပြီးဆင်ထားတယ်ဆိုတာကိုကြည့်နေခြင်းလို့လေကိုရှိမှကြည့်နေခြင်းလို့ဟုတ်တယ်မလားတိန်းတထောင်ကျော်ဖို့ဆိုတာခုခေတ်မှာရှာဖို့မလွယ်ဘူးလေ तू ကလောက်ရက်တယ်ဒီမှာကြည့်အခုလို့ထွက်ပြေးတယ်ဒီမှာအလုံးမင်းမင်္ဂလာပါမောရဲ့ channel လေးကိုကြိုဆိုလိုက်ပါရစေ multi ni disable ခြင်းနဲ့ view လေးတော့အရင်အောင်အရေးကြီးတဲ့သတင်းလေးတစ်ပုဒ်ကိုမျှဝေ disable ပေးမှာဖြစ်ပါတယ် view ရမှာဆိုလို့ရှိရင်တော့ဒီအမျိုးသမီးက မိမချင်းကြိုက်ပြီးတော့ယူခဲ့တယ်ပေါ့နော်ဒီသူ့အမျိုးသမီးကိုတိန်တထောင်ကျော်ဖို့ပေါ့နော်ရွှေတွေစင်ထားတယ်အခုဆိုလို့ရှိရင်တော့ဒီအမျိုးသမီးကနေပြီးတော့ဒီပစ္စည်းတွေယူပြီးတော့ထွက်ပြေးသွားလို့ပေါ့နော်ဒီအမကနေပြီးတော့လိုင်းဘော်တင်ပြီးတော့ပြပြလာပဲဖြစ်ပါတယ်အရန်လက်တနာစီအကောင်နဲ့အရန်လက်ကြောက်ဖို့ကောင်းတယ်ပေါ့နော်ကြည့်တယ်မျိုးလည်းဘုသူတာတင်ကန်းစာရအောင်လို့ပြန်လည်မြှောက်လိုက်တာပဲဖြစ်ပါတယ်။ဒါဆိုရင်တော့ဗီဒီယိုလေးကိုဆက်လိုက်ကြရအောင်နော်။ဟယ်လိုမင်္ဂလာပါ။မင်္ဂလာလည်းမရှိတော့ပါဘူးခုနှစ်ချိန်။ကျွန်တော်ပြောသူကလေငွေရတံကိုမခံနိုင်တာ။ခုသူ့ကိုဆင်ထားတဲ့တိန်းတစ်ထောင်ကျော်ဘူး။ စင်ထားတာကလက်ကောက်ကသူ့ကိုမွေးနေပေးတယ်။ကျန်တဲ့ပစ္စည်းဘာညာကတော့လက်စွပ်ဆိုလဲလေးကခွေးเนาะ။သူ့ဟိုတစ်ခါပြန်တော့ကလည်းသူရောင်းပစ်လိုက်တယ်။ဟာမဒီအိမ်ဒီဘက်ချင်းသူ့သားပေါင်ထားတာကျွန်တော်ရွေးပေးခဲ့တယ်ကိုတိုင်เนาะ။ကျွန်တော်ရွေးပေးခဲ့တယ်။လူကရွှေဥတလုံးတလုံးကိုသူ့မယူခြင်းဘူး။သူ့သားလာစာထမင်းဘိုးဒီလာတိုင်းထောက်ပတ်နေ။အကုန်လိုအပ်တာကိုမြင်ပေးတယ်။ဒါဝမသူကတနက်စားညံလောက်သွားတယ်။ ကျွန်တော် အလုတ်သွားတဲ့ချိန်မှာထွက်ပြေးသွားတယ်ကျွန်တော်ဘက်ကအာနယ်ချက်တွေရှိခဲ့ရင်တောင်းပန်မယ်ဆိုပြီးတော့ဒါလိုက်လာတာเนาะအခုဒီမှာအကုန်လုံးပိတ်ထားတယ်အကုန်လုံးပိတ်ထားတယ်အကုန်လုံးပိတ်ထားပြီးတော့မှသွားတယ်เนาะဒီမှာကြည့်အကုန်ပိတ်ထားတယ်ကျွန်တော်မှလေမင်းကလေးချင်းဖြစ်နေလို့ဆိုပြီးတော့ဝတ်စားဆိုလည်းမထက်စေရဘူးကို့ထားခဲ့မှာဆိုလို့ကို့ဒီနွားကြီးကိုထားခဲ့မှာဆိုလို့ သူများတို့လည်းလက်ဥပါတာလည်းမဟုတ်ဘူးလီးပါတာလည်းမဟုတ်ဘူးဆိုပြီးတော့နေ့တိုင်းဖင်ရက်ပေးခဲ့တဲ့မိမနေ့တိုင်းဖင်ရက်ပေးခဲ့တဲ့ကောင်မကျွန်တော်ထားပစ်ခဲ့မှာဆိုလို့အလိုက်ဒီငွေစပုံလိုက်တစ်တော့ဆော့နေတာဒါရှိတာဘယ်တော့မှမကောင်းကြံရဲဘူးဒီကောင်မကြီးကခုထားခဲ့ပါဆိုလို့ဘယ်ငွေနှောင်းနေရှိနေရမှာတော့ လုံစားကင်စားတာမှမောလုံးတော့အခုလိုအလုတ်သွားနေတဲ့ချိန်မှာကလေးလေးကြောင်းသွားနေတဲ့ချိန်မှာပြောတော့မိုးရွာရင်စိတ်ပူရအောင်မယ်တဲ့ဟုတ်လားသူ့အကောက်မှာတင်ထားတာမိုးရွာရင်စိတ်ပူအောင်မယ်တဲ့ဖုံးတစ်ချက်မဆက်မျက်လုံးနဲ့ရသွေးထွက်တဲ့အထိကိုလှုပ်ကြွေးခဲ့တာနော်ဟောဒီကောက်မှာယူထားပစ်ခဲ့မှာဆိုလို့ဟယ်လိုတတော်တငယ်ချင်းတွေကျွန်တော်ပြောရင်အလွန်ဖြစ်အောင်မယ်နော်ဒီမှာဒီအိမ်အပေါ်အောက်အမ အကုန်လုံးကျွန်တော်လုတ်ပေးထားတော့ဒီမှာရေပုံပိုင်းငါကတော့သူတို့ဟိုအများကြီးချိုးတာငါကတော့သူတို့ဟိုအများကြီးချိုးတာအဲ့လိုမချိုးရအောင်ဟဲ့ဆိုပြီးတော့ဒီမှာသူ့သားလေးရှိလို့အကုန်လုတ်ပေးခဲ့မှာအကုန်လုတ်ပေးထားဒီမှာဒါသူ့အိမ်မှာဒီမှာကလေးအတွက်စပိန်ပါညာဒီမဲ့ဒီမဲ့ပန်ကာအကုန်လုံးအကုန်လုံးလုတ်ပေးထားတာနော်ပန်ကာရှိသမျှပစ္စည်းတွေအကုန်သေးတာအကုန်သေးတာကျွန်တော်အဆိုးကျွန်တော်အဆိုးပြောချင်ကြတာကြည့်အမကြည့်ဒီမှာကြည့်ဒါအိမ်သားရေအကုန်ပြည့်စုံ အပြည့်စုံလုတ်ပေးထားတဲ့ဂျားတွေရမှာလိုအပ်တာလည်းဖြည့်ပြီးပေးထားတယ်ဒီမှာဒါသူ့အဝတ်တွေနော်သူ့အဝတ်လျှော်ပြီးတော့မှဒီမှာထွက်သွားတယ်ဒါသူ့အဝတ်တွေသူ့အဝတ်လျှော်ပြီးမှ ထွက်သွားတယ်ကျွန်တော်လာလာတွေ့လို့ထွက်သွားတယ်ဒီလိုဒီလိုမျိုးမလုတ်သင့်ရမလုတ်ရဘူးပေါ့နော်မိမရဲ့ကလည်းဘေးလည်းဘေးစားနေကကိုကိုကိုတော့မစီရဲ့မကြည့်ရဲ့နေ new ငါစေပေးခဲ့ချစ်လို့လေငါဝထားသွားဖို့မဟုတ်ဘူးဘိမရဲ့ငါဝထားသွားဖို့မဟုတ်ဘူးအခုငါတောင်းဖို့မကားပြတ်နေတယ်တိလားတောင်းဖို့မကားပြတ်နေတယ်အဲ့တော့ဖုန်းတစ်ချက်မဆက်ဘူးငါကလေးကိုဆက်ကြည့်တော့ဒီစီးတဲ့အကုန်လုံးသိမ်းသွားပြီတဲ့ဖနေကစားမကြံတော့ဘူးတဲ့ပေးထွက်သွားပြီတဲ့ လှုပ်ရလိုက်တာမင်းမကြီးလှုပ်ရလိုက်တာမင်းမကိုစင်ထားတာတိတ်တထောင်ကျော်ဘူးပစ္စည်းတွေယူသွားလို့ပြောတာမဟုတ်ဘူးနော်ပစ္စည်းတွေယူသွားလို့ပြောတာမဟုတ်ပြန်လာခဲ့ပါမင်းမကြီးဘယ်သိမှုတွေကုန်ပြီးပါမင်းမတူအိမ်ရောက်ပါပြီလို့မမပသိမ့်သူအိမ်ရောက်ပါပြီသူရောက်တော့ဒီမှာမရှိဘူး ကျွန်တော်ကအလုတ်ကိုသွားနေတာပေါ့နော်ကိုကလင်မယားချင်းဆိုပြီးတော့မပြောတာရှိသမျှရွှေတွေအကုန်ဝစ်သွားပြီးတော့အခုကျတော့ထွက်ပြေးနေတယ်ဒီမှာကြည့်အိမ်မှာလည်းမရှိဘူးအိမ်မှာလည်းမရှိဘူးထွက်ပြေးရေမိုးချိုးပြီးတယ်ဒီမှာအဲ့ဒါကိုသူ့အမကဖုံးဆက်ပြီးတော့ရက်စကန်တိုင်မယ်တဲ့ကျွန်တော်ကပြောတာသူစင်းသွားလို့လိုက်ခေါ်တာ ਉਹ ဘာလို့ရက်စကန်တိုင်မှာလဲပေါ့အဲ့ဒါရက်စကန်တိုင်မယ်ဆိုပြီးတော့ရဲတွေသွားခေါ်နေပြီအမကျွန်တော်ဖမ်းမိရင်လည်းပြောလိုက်ကြပါဦး ကျွန်တော်မိမကျွန်တော်လာချော့တာကိုရဲတိုင်မလို့ဆိုပြီးတော့မှသွားခေါ်နေလေ။ဒီမှာမမပသိမ့်သူအိမ်ရောက်နေပါတယ်။ဒီမှာရေမော်တာအိမ်သားအကုန်လုံးလှုပ်ပေးပြီးပြီအကုန်လုံးထောက်ပံ့နေတဲ့ဂျားတွေကမှအခုလိုကြီးသူပုံးနေတယ်ပေါ့နော်။အခုလိုကြီးထွက်ပြေးသွားတဲ့ကျွန်တော်အလုံးခရီးသွားနေချိန်ပေါ့နော်။အခုလိုကြီးထွက်ပြေးသွားတာကြတော့မကောင်းဘူးပေါ့နော်။တယောက်နဲ့တယောက်ကိုကျွန်တော်ပုံအော်ပြီးစင်ထားတယ်ဆိုတာကိုကြည့်နေခြင်းလို့လေ။ကိုရှိမှကြည့်နေခြင်းလို့ဟုတ်တယ်မလား။တိုင်းတစ်ထောင်ကျော်ဖို့ဆိုတာ ခုခေတ်မှာရှာဖို့မလွယ်ဘူးလေကျွန်တော်နေမအိတ်ညမအိတ်နဲ့ရှာထားရတဲ့ပစ္စည်းတွေကျွန်တော်မိမအောင်ဆင်ထားတာကျွန်တော်ကြည့်ချင်လို့လေ तू ကလောက်ရက်တယ်ဒီမှာကြည့်အခုလို့ထွက်ပြေးတယ်ဒီမှာအိမ်မှာလည်းမရှိဘူးနေလေရတော့အိမ်မှာရှိတယ်စကားတွေပြောနေပြီးတော့ဟွာပါလေထွက်ပြေးသွားတယ်ဗောနော်အခုကျွန်တော်အိမ်လာတာဒီမှာတော့တော့တွေအကုန်လုံးနှစ်ထပ်သုံးတက်ခက်ခဲတယ်အဲ့လိုမျိုးကြီးမလုပ်ပါနဲ့ငါမိမစိတ်ဆိုးတယ်ဆိုလာတောင်းမှန်လားမိမရချင်တာပေးမှာ အဲ့လိုမျိုးကြီးထွက်ပြေးသွားတဲ့ခါကျတော့မကောင်းဘူးလေပြောပြတာမကောင်းဘူးကိုကအခုလို့ line ပေါ်တက်ပြီးဖြည့်ရှင်းနေရတယ်ဆိုတာကလည်း तू ထွက်မလာလို့ပါနော် तू ထွက်မလာလို့ပါ तू ထွက်လာရင်ပြီးပြီအခုက तू အိမ်ကိုရောက်နေတယ် तू အိမ်ကိုရောက်နေတယ် तू ရေချိုးသွားတယ်ဘုတ်တွေလန်းသွားတယ်ဟိုမှာကွန်ကျင်းလည်းရှိတယ်အိမ်မှာဟိုပါသွားတဲ့ပစ္စည်းတွေအကုန်ပေါ့နော်အကုန်အိမ်ကျွန်တော်ရန်ကုန်အိမ်ကဓာတ်တွေအကုန်ဖက်နှက်တွေ ဲ့ဒီကြံနာမပြောနဲ့ဟင်းဟင်းလီဓာမမကြံအကုန်လုံးသူတည်သွားပါတယ်တည်သွားတာကို အပြစ်ပြောတာမဟုတ်ဘူးကျွန်တော်အာကျွန်တော်မှားခဲ့ရင်ကျွန်တော်လာချော့တယ်ဟိုမှာကျွန်တော်ကလာချော့တယ်အခုဟာကကျွန်တော်လည်းမမှားဘူးရန်လည်းမဖြစ်ဖဲနဲ့သူကလည်းသူအကုန်ယူပြီးတော့မှပြန်သွားတယ်ထွက်သွားတယ်ပေါ့နော်အကုန်ယူပြီးထွက်သွားလို့ကျွန်တော်ရှင်းပြရခြင်းဖြစ်ပါတယ်လိုင်းမော်တက်ပြီးတော့ မပြောချင်ပါဘူးကျွန်တော်စောင့်ပါတယ်နှစ်ရက်သူပြန်လာလို့ပြန်လာလို့ကျွန်တော်ဆက်သွယ်လို့ဆက်သွယ်လို့သူမဆက်သွယ်ပါဘူးကျမကအခုတော့ကျမကျမလည်းမတော်လို့၆ခုခုတော့ကျမနားနေလိုက်ခါလိုက်အဒူဒူတော့လည်းအဒူဒူလို့လည်းစပြီးတော့ကျမတီချောင်းလာတာပြီးနေတာတခုရတော့နော်ကျမပြောပြီခလေးချောင်းအပ်ခမယ်ကျမတို့စကြတယ်မနက်စောကြီးတောင်ကျမမတော်ခလေးချောင်းအပ်ခမယ်ဘာပြန်မဆွတ်ဘာမှမပါသေးဘူးနော် ပြောလိုက်ငါလိုမဲတုံးကြီးကိုဘသူကယူမှာလဲပြောလားငါကပြောလားတနေ့ကိုငိုလို့မပြီးနိုင်ငါလိုမဲတုံးကြီးကိုယူမဲ့သူရှိရင်အလိုက်ပေးမယ်လို့ပြောလိုက်ဒါအဖက်နဲ့မဟုတ်ဖွေးနေတာအပြင်မှာမဲတုံးကြီးဘယ်နာမှရတဲ့ကွာမှမရှိတာဘသူကကြိုက်မှာငေါပြောလားပြောဘသူကကြိုက်မှာ နေမနေနေနိုင်နေမငေါ့ပါမပြောအောင်ဆို။ဩ။ရတယ်။နေနိုင်နေမနေအိမ်မှာအေးစင်းနေအေးစင်းနေဆို။အေးလေအဲ့ဒါမမအေးစင်းနေနေလို့ဘယ်လိုလက်ခံမှာလဲနေရတယ်။နေအဲ့လိုလုံးမှာနှစ်နှစ်ပြည့်တော့မယ်ငါမခံနိုင်တော့ဘူး။အိမ်ပြလာတယ်လေချင်း။ဒီမှာအိမ်ပြလာလာမလာလာလေးနေကဝယ်ဆားတာလို့ဟိုအကျိုးဆားတာလို့နေကဒီဓာရီကမှနေချက်ချက်ကိုရှက်မရှိဘူးနေ။လုံးချင်တာလုံးမယ်ငါကျတော့ဘာမှမပြောအောင်ဆိုတော့နေဘယ်မှခံနိုင်မှာလဲ။မမရွက်တိုက်တာ။ဘာမှရွက်မလို့။ငါခွေးသီးမှမပါတာဘယ်လိုဝယ်ဆားမလဲလို့ ကိုယ်ဒီမှာမပါတာဟဲ့ဟိုနန်းတော်တဲ့ကုန်းနားလို့ပြောရင်ဟုတ်ကဲ့ပါညူလူရေမိုးရဲ့ဗီဒီယိုလေးတော့ဒီလောက်ပါပဲဗီဒီယိုတက်မှဆိုလို့ရှိရင်တော့ ီထွက်ပြေးသွားတဲ့အမျိုးသမီးရတော်တော်လေးကမှအကျင့်ရောက်တယ်ပေါ့နော်ဒီယတနာပစ္စည်းတွေကိုလိုချင်လို့ခဏပေါင်းပြီးတော့ဓာတ်ရီယူပြီးတော့ထွက်ပြေးသွားတယ်ပေါ့နော်အရမ်းမှလည်းကြောက်စရာကောင်းတယ်ကြည့်တဲ့အမျိုးတွေလည်းဘုသူတာတင်ကန်းစာရအောင်လို့ပြက်လဲမြှောက်လိုက်တာပဲဖြစ်ပါတယ်ဒီကို့ကိုချစ်တယ်ဆိုတိုင်းလည်းမယုံနဲ့ပေါ့နော်ကို့ရဲ့စီစဉ်ဥစ္စာကိုလည်းမမောလို့လည်းဖြစ်နိုင်တယ်ပေါ့နော်ကြည့်တဲ့မျိုးတွေလည်းဘုသူတာတင်ကန်းစာရအောင်လို့ပြက်လဲမြှောက်လိုက်တာပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့ထင်မြင်စကြကလေးတွေကိုလည်းဗီဒီယိုလေးအမှ comment လေးတွေရေးပြီးလို့ရပါရဲ့ရှင့် နောက်ထပ်လည်းမိုးဆက်လီသတင်းလေးဟာတာဗီဒီယိုလေးပို့တူတိုင်ရဲ့ဆရာဗီဒီယိုလေးတို့နေ့စဉ်တိုင်းတက်ဆက်ပေးတတ်မှာမို့မိုးဝက် channel လေးကို like subscribe နဲ့တပ်ဖို့တောင်းဆိုပါရှင့်နောက်ထပ်ဗီဒီယိုမှာပြန်ဆုံမနော်တာတာ